အဲကြောင့်လူဘဝရတော့လဲပဲရှင်ပြုယဟန်ခံဆိုတဲ့အလုံမျိုးဟာပါရမီရှိဘုံကံရှိတဲ့ပုံကိုယ်တွေပဲလုံနိုင်တာတဲ့ဘုရားကဒါပြောတာဟုတ်ပြီလားအဲ့ဒီလိုလုံလုံတော့လောဘာအကျိုးတွေရတယ်လဲလို့မေးအကျိုးတွေကအများကြီးပဲအဲ့ထက်ကမှဥစဉ်ကသတော်ကောင်းတွေစတိုရီလေးတစ်ပုတ်ထုတ်ပြမယ်နော်ကသပမြတ်စွာဘုရားရဲ့လက်ထက်ကအမျိုးသမီးတရားသိပြီးတော့မထင်ရှားလို့သူ့ရဲ့နာမည်ကိုအညတရနာရီလို့ဒီလိုခေါ်တယ် အဲ့ဒီအိညာတရနာဒီဆိုတဲ့မျိုးသမီးကသားလေးတယောက်ရှိတယ်ပထမတော့ရှင်ပြုပေးခြင်းစိတ်သိမ့်မရှိဘူးတဲ့နောက်ဆုံးတော့ရှင်ပြုပွဲယဟန်ခံပွဲတွေသွားရင်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 နဲ့ဟာတန်ကတော့ရှင်သူမြတ်တွေဟောတဲ့တရားတွေနားလိုက်ရတော့သားလေးကိုရှင်ပြုပေးခြင်းစိတ်ပေါက်လာတယ်ဟာပြီးပြီဆုံးဆုံးနဲ့တတ်နိုင်တဲ့မျိုးသမီးဆိုတော့ရှင်ပြုယဟန်ခံတရားတွေနားထားလိုက်ရတဲ့အဲ့ဒီမျိုးသမီးကသားလေးကိုတခါတည်းရှင်ပြုပေးလိုက်တာ ကိုရင်လေးကလည်းပြေးသာသနာ့ဘောင်ရောက်တော့ပျော်ပြီးတော့ပရိယတ်တိလို့အထုပ်ပြီးစတင်လိုက်တာအသက်16နှစ်ကျော်20နီးသွားတဲ့အခါစတော်တော် ပေါက်မြောက်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်တုံးမေးအမေကိုတိုင်ကပဲအဲ့ဒီကိုရင်ကိုတစ်ခါပြန်ပြီးတော့ရန်ခံပေးတယ်ရန်ခံပေးလိုက်တော့အဲ့ဒီဒကမကြီးကဘာဖြစ်တုံးမေးရှင်းဒကမလည်းသူ့ပဲရန်ဒကမကြီးလည်းသူ့ပဲ ိုရင်ဝက်သွားတဲ့နေ့ကစပြီးသူ့သားကိုပြစ်ပြီးရောပြစ်ထားသလားမီးတော့မပြစ်ဘူးတဲ့ပြိတဲ့နေ့တိုင်းနေ့တိုင်းကြောင်းတော်သွားပြီးတော့ဆုံးဖို့ပြေးတဲ့ဗျာဟုတ်လားအဲ့ဒီမှာယဟန်ဖြစ်သွားတဲ့သူ့သားကကြိုးစားလိုက်တော့နောက်ဆုံးတော့ပြိတဲ့ပိရိကသုံးပုံဆောင်ကြီးဖြစ်သွားတာပေါ့ပိရိက